ရွေးကောက်ခံရပြီးတဲ့နောက်မှာယဟန်မင်းကြီးဟာသူပါကြောင့်လီယိုဆိုတဲ့နာမည်ကိုခံယူတယ်လေလို့ရှင်းပြခဲ့ပါတယ်။အဲ့ဒါကတော့ AI ဆိုတဲ့ညာရီ2နဲ့လူတွေတီထွင်ထားတဲ့စက်ရုပ်တို့ကလူသားတွေထက်ပုံမနေရယူလာခြင်းဟာ လူသားတွေရဲ့တန်ဖိုးကို ထိပါတဲ့အတွက်အဲ့ဒါကိုပြန်လည်တတိပေးခြင်းလို့ဒီနာမည်ကိုယူရာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ရှင်ဘုရင်နေအတွက်ကနန်းတက်ပွဲလို့ပြောရမှာဖြစ်ပေမဲ့သာသနာကောင်းဆောင်ယဟန်မင်းကြီးအတွက်ကတော့ကြမ်းကြိမ်တစ္ဆာခံယူပွဲဒါမှမဟုတ်ယဟန်မင်းကြီးတိခါတင်ပွဲလို့ပြောရမှာဖြစ်တဲ့ဝတ်ပြုစုတောင်းပွဲကို မေလ18ရက်နေ့တနင်္ဂနွေနေ့ယောမဆန်တော်ချင်းဆယ်နိုင်မှာကျင်းပမှာဖြစ်ပါတယ်ယဟန်မင်းကြီးလီယိုကဒီစုတောင်းပွဲခန်းနာမှာယဟန်တာပေထရုရဲ့အယိုက်အယာနဲ့ ယောမမျိုးရဲ့ဆရာတော်အဖြစ်ကိုဆက်ခံသူအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဒီတိတ်ခတင်ပွဲခန်းနာမှာယဟန်မင်းကြီးဟာသူ့ရဲ့ပလင်တော်တက်ချင်းအထိမ့်မှအနေနဲ့လေးနက်တဲ့ဓမ္မဦးဆောင်မှုအသင်းတော်ရဲ့ခေါင်းဆောင်မှုတို့ကိုကိုစားပြုတဲ့ပါလီယမ်လို့ခေါ်တဲ့လေဇွဲနဲ့တငါတဲ့လက်စွပ်ကိုလက်ခံရယူမှာဖြစ်ပါတယ်။ မေလ18ရက်နေ့တိခါတင်ပွဲအစီအစဉ်အရာယဟန်မင်းကြီးဟာတမန်တော်ပေထရုရဲ့တင်ကြိုင်းကိုအရင်သွားမှဖြစ်ပြီးတော့စိတ်ငြိမ်ဆုတောင်းပွဲကိုကျင်းပမှဖြစ်ပါတယ်။ပြီးတော့မှစိန်ပီတာယဉ်ပြင်မှာယဟန်မင်းကြီးဦးဆောင်ကဝတ်ပြုဆုတောင်းပွဲကိုဆက်မှဖြစ်ပါတယ်။ Holy See လို့ခေါ်တဲ့ Vatican ဟာနိုင်ငံပေါင်း180ကျော်နဲ့တန်တမာရေးရဆက်ဆံမှု ရှိတာကြောင့် အခုမေလ18ရက်နေ့မှာကျင်းပမဲ့အခမ်းအနားကိုလည်းနိုင်ငံရဲ့အကြီးအကဲတွေတော်တော်များများတက်ရောက်မယ်လို့ယူဆရပါတယ်။ပါလီယမ်လဲဇွဲနဲ့တငါတဲ့လက်ဆွတ်အမှတ်အသားနှစ်ခုစလုံးဟာယဟန်မင်းကြီးတိခါတင်ပွဲမှာတော့အရေးကြီးတဲ့လက္ခဏာနှစ်ခုဖြစ်ပါတယ်။ပါလီယမ်ဆလွဲကိုသွေးမွေးနဲ့ပြုလုပ်ထားပြီးတော့တိုးစုကိုဥဆောင်တဲ့တိုးထင်းတူအဖြစ်ယဟန်မင်းကြီးကကိုစားပြုတယ်လို့ဆိုပါတယ်။ နောက်ထပ်အတိတ်ပဲတစ်ခုကတော့အတင်းတော်ဟာယဟန်မင်းကြီးရဲ့ပခုံးပေါ်မှာတည်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။တင်္ဂါတဲ့လက်ဆွတ်ဟာဆိုရင်ဖြင့်စိန်ပီတာရဲ့လှေကိုကိုစားပြုပြီးပုပ်ယဟန်မင်းရဲ့အမိကိုရေးထွန်းထားတဲ့ရွှေလက်ဆွတ်ဖြစ်ပါတယ်။စာရွက်စာရွက်တွေကိုတစိမ့်ခန့်နှိပ်ဖို့လဲသုံးနိုင်တာကြောင့်လက်တွေးကြကြအသုံးပြုနိုင်တဲ့လက်ဆွတ်လည်းဖြစ်ပါတယ်။ မေလ20ရက်နေ့မှာတော့ယဟန်မင်းကြီးဟာစိန်ပီတာရင်ပြင်အပင်ဖက်ကစိန်ပေါကိုတွားရောက်ပြီးလဲပတ်မှာဖြစ်ပါတယ်။အဲ့ဒီနေ့မှာဆိုရင်ယဟန်မင်းကြီးလီယိုကိုစိန်ပေါတင်ကြိုင်းမှာဆူတောင်းနေတာကို တွေ့မြင်နိုင်ပါတယ်။ယဟန်မင်းကြီးရဲ့တိခါတော်တင်ပွဲကိုဂုဏ်ပြုသောအားဖြင့်ပုပ်လီယိုတခါကပြောခဲ့ဖူးတဲ့အပေးစကားလေးကို ဖတ်ကြားရင်းနဲ့ဒီဗီဒီယိုလေးကိုနှီးကုန်ချုပ်ပြရစီညီအကိုမောင်နှမတို့ဖျားသခင်ကစွန့်ခွာသွားပြီလို့ထင်ပြီးသူ့ကိုမယုံကြည်တော့တဲ့သူတွေမျောလင့်ချင်းကိမဲ့သွားတဲ့သူတွေဆူတောင်းချင်စိတ်မရှိတော့တဲ့သူတွေကိုကျွန်ုပ်အထူးသဖြင့်ပြောချင်ပါတယ်သာသနာတော်အတွင်းမျက်စိနားရှက်စရာပြုမှုတွေကြောင့်အာနာအလွဲတုံးစားမှုတွေစိတ်စိတ်နေခြင်းကြောင့် သာသနာတော်ဟာအိမ်နဲ့မတူဘဲနန်းတော်နဲ့ပေါ်တူနေတယ်လို့ဖြစ်နေတာကြောင့်စိတ်ပြည့်နေတဲ့ညီကိုမောင်နှမတို့ကျွန်ုပ်လည်းဖျားသခင်ကိုစိတ်ဆိုးခဲ့ဖူးပါတယ်ကျွန်ုပ်လည်းလူကောင်းတွေသိနေတာမြင်ခဲ့ရတယ်ကလေးတွေဒုက္ခဝေဒနာခံစားနေကြရတယ်အဖိုးဖွားတွေဆေးဝါးမရှိလို့ငိုငိုကျွေးနေကြရတယ်ဟုတ်ပါတယ်အကျွန်ုပ်အလွန်ဆူတောင်းခဲ့တဲ့နေ့တွေရှိခဲ့တယ်။ဒါပေမဲ့ကိုတို့အတန်ရဲ့ပဲ့တင်တန်ပဲကြားနေရတယ်လို့ပါပဲ ဒါပေမဲ့ကျွန်ုပ်တစုံတရာကိုရှာတွေ့ခဲ့ပါတယ်။ဖျားသခင်ကအတန်ကြကြဲနဲ့အော်ဟစ်တာတွေမလုပ်ဘူး။သူကညှင်းသာစွာပဲစကားပြောတတ်တယ်ဆိုတာပဲ။တခါတလေမှာနာကျင်မှုတွေထဲကနေသူ့မှာဘာမှမရှိပေမဲ့တင့်ကိုတီခင်းကျွေးမွေးနေတဲ့အမဲအိုစီကနေလေဖျားသခင်ကတီတိုးစကားပြောနေတယ်ဆိုတာရှာတွေ့လိုက်ရပါတယ်။တင်တို့ကိုပြေဆုံးတဲ့ယုံကြည်ခြင်းကိုပေးဖို့လာခဲ့တာမဟုတ်ပါဘူး။ ယုံကြည်ခြင်းဆိုတာကြောက်တုံးတွေရွှန့်တွေနဲ့အတူရှောက်လန်းရခြင်းဖြစ်ပေမဲ့ဘုရားသခင်ရဲ့ပွေဖွဲ့ခြင်းကိုခံရတယ်ဆိုတာကိုသိဖို့ရောက်လာခြင်းဖြစ်ပါတယ်။အရာရာတိုင်းကိုယုံကြည်ဖို့ကျွန်ုပ်တင်တို့ကိုတောင်းဆိုနေခြင်းမဟုတ်ပါနှလုံးတကားကိုပိတ်မပစ်ဖို့ပဲတောင်းဆိုနေတာပါပါစီရင်ဆုံးဖြတ်ခြင်းမှမရှိဘဲတင့်ကိုစောင့်မျှော်နေတဲ့ဘုရားသခင်ကိုအခွင့်အရေးတစ်ခုလောက်ပေးကြည့်ဖို့ပြောနေတာပါကျွန်ုပ်ဟာယဟန်တစ်ပါးဖြစ်ပါတယ် သူ့သားကိုဆုံးရှုံးလိုက်ရပေမဲ့အခြားလူတွေအတွက်ချက်ပြုတ်ပေးနေတဲ့အမျိုးသမီးရဲ့အပြုံးတစ်ပွင့်မှာဖျားသခင်ကိုမြင်လိုက်ရတဲ့သူပါအဲ့ဒါကျွန်ုပ်ကိုပြောင်းလဲစေခဲ့တယ်ဒါကြောင့်တင်ဟာဒဏ်ရာတွေနဲ့ပြိုနေတယ်ထပ်ပြီးမယုံကြည်ချင်တော့ဘူးအလိန်ညာတွေကြားမှာမောပန်းနေပြီဆိုရင်ဘာပဲဖြစ်ဖြစ်တင်ထွက်လာခဲ့ပါတဲ့ရဲ့ဒေါသတွေတန်တရားတွေနဲ့တူတင့်ရဲ့ညစ်ပိနေတဲ့ကြောပိုးအိတ်ကိုလွယ်ပြီးထွက်လာလိုက်ပါတင့်ကိုဘသူမှ VIP ကပ်ပြားကိုတောင်းမှလည်းမဟုတ်ဘူး ဘာလို့လဲဆိုရင်ကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံးဒီသာသနာတော်ဟာ အိမ်ချေမဲ့သူတွေအတွက်အိမ်လေးတုံးဖြစ်စေရမယ်။မောပန်းနွမ်းနေသူတွေအတွက်နားခိုးစရာလေးဖြစ်စေရမယ်။ဖျားသခင်ကစစ်သားတွေကိုမလိုအပ်ပါဘူး။သူကညီအကိုတွေကိုပဲလိုတာပါ။အဲ့ဒါကတော့တင်ပါပဲ။ဟုတ်တယ်။တင်ပါပဲ။တင်ဟာ သူတို့ထဲကတယောက်ပါပဲ။